မြန်မာနိုင်ငံဟာလားချိန်နေတယ်ဒီပွဲမှာနိုင်အောင်တိုက်ခိုင်တိုက်ခိုင်ကြမတိုက်နိုင်လို့ရှိရင်မင်းကမင်းပလောင်လားပအိုလားရှမ်းလားဗမာလားကရင်လားမတည်ဘူးနောက်တစ်ချိန်မြန်မာနိုင်ငံဟာလေတရုတ်ကြီးကြီးဆိုပြီးတော့အဲ့တရုတ်ကြီးမှာအဲ့ဒီတိုင်းရင်းသားတွေကပြန်ပြီးတော့ကျွန်ပြန်ခံအဲ့တော့ပြောရမယ်ဟာကဒီအချိန်မှာကျွန်တော်တို့တွေကဘလောက်စုစည်းနိုင်လဲအခု TNN တွေတရုတ်ကဖိအားပေးနေပြီ TNN အနေနဲ့တော့မှာရှိတဲ့အခွင့်အကောင်ကြီးပြီးတန်ဆက်ထွက်ပေးလိုက် အများကြီးလုံးဆက်မလို့ဒီကစတာကန့်ပွက်တယ်အတိတ်မရှိကိစ္စကငါတောင်းဆိုလာအဖွဲ့ဆုံးပေါ်ပေးလိုက်နော် KNUS ဆက်ပြီးတော့ညီမတိုင်းနာနာကန်တဲ့ပုံကြီးနော်နာမည်သက်ထားတာ TNA တပေါ်လေးထိုင်ကြည့်နေမယ်ဆိုရင်တော့ TNA ကိုတယောက်ကဆွဲကောက်ပေါ်လိုက်မှာပေါ့မပြီးလားပြီးလားမအေးအေးကို TNA ရော AA ရောလှုပ်လို့မရဘူးဆို KNA ထက်လာမယ်အဲ့ဒီတုံးဘက်ပြတ်သွားပြီလေဆိုသွားပြီးတော်လိုက်တယ်ပြီးပြီနော်ဘဝနဲ့အလုံးနဲ့ဆင်းလာမှာအဲ့တော့တိုင်းနာလက်နက်ကင်ဒီအနေနဲ့ ခေါင်းဆောင်ပိုင်းတွေအရင်အရေးကြီးပဲကိုအောက်ကတိုက်ထားတဲ့ငယ်သားတွေဘဝကိုကြည်ပေးပါကိုနောက်မှာရက်တင်းနေတဲ့ဒီလူတွေရဲ့မျက်နှာကိုကြည်ပေးပါဒီကာလဟာကျွန်တော်တို့တိုင်းနောက်ဆုံးအဆုံးထက်ကာလပါကုမင်းဆွေးနွေးပွဲမအောင်မြင်တဲ့နောက်ပိုင်းမိုးကုတ်ဆက်တိုက်ပုံကျဲခံရ တရုတ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့လိုပြီးတအောင်မျိုးသားလူမျိုးရေးတမတော် TNLA တင်ပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုစစ်ကောင်စီကမေ၂ရက်ညနေပိုင်းနဲ့မေ၃ရက်မနက်ပိုင်းတွေမှာပုံကျဲခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆင်မှုနဲ့ TNLA နဲ့စစ်ကောင်စီတပ်တို့တရုတ်နိုင်ငံကူမင်းမြို့မှာဧပြီလကုန်ပိုင်းကတွဲဆုံဆွေးနွေးပွဲမအောင်မြင်ခဲ့တဲ့နောက်စစ်ကောင်စီကစက်တိုက်ပုံကျဲခဲ့တာပါမေ၂ရက်ည၁၇ရက်နေ့၁၀နှစ်နာရီလောက်မှာစစ်ကောင်စီတပ်လေကြောင်းကနေပေါင်၂ရ၅ဆက်ဘုံနှလုံးပစ်ချခဲ့တာကြောင့်မိုးကုံမြို့အနောက်ပိုင်းအုတ်ပြင်ရက်ကွက်တမာယုံနဲ့ပြည်သူနေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ် မေ3ရက်ဒီနေ့မနက်ပိုင်းကျဲခဲ့တဲ့ဘုံဟာမိုးကုတ်မြို့အနောက်ပိုင်းကတဲရက်ကွက်ဘုံကြီးကျောင်းသားကိုကြားရောက်ပောက်ကွဲပြီးလမ်းခင်းနေတဲ့ပန်းရံဆရာတယောက်ဘုံဆန်ထိမှန်တည်ဆုံသွားတယ်လို့ဒေတာခန်တွေကလူမှုကွန်ရက်မှာပြောထားပါတယ်။ကုမင်းဆွေးနွေးပွဲမှာမြန်မာစစ်တပ်ဘက်ကနောင်ချိုကြောက်မဲတီပေါ်မိုးကုတ်မိုးမိတ်မြို့နယ်တွေကနေနတ်ဆန်နဲ့မန်တုံမြို့နယ်တွေအထိပြန်ဆုတ်ခွာဖို့ TNLA ကိုတောင်းဆိုခဲ့တာကြောင့်သဘောမတူနိုင်တဲ့အတွက်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတစ်ဆင့်မတိုးနိုင်ခဲ့ဘူးလို့ TNLA ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့လေကြောင်းကနေဘုံကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့တိုက်ခိုက်တာထိုးစစ်ဆင်တာစတာတွေကိုရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုံတွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့ကိုကန့်တပ်ဖွဲ့လူတစင်တိုးအပြစ်ခတ်ရစဲရေးလုပ်နိုင်ဖို့တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကကြားဝင်ဆောင်ရွက်တာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ် ျွန်တော်တို့တိုင်းပြည်သူတရုတ်ကတော်တော်ကိုယုံဖို့ကောင်းတဲ့အောက်တန်းစားပဲ။နောက်ကျောင်းတို့တော်နိုင်ရဲ့ဒီနှစ်၄နှစ်ကျော်၅နှစ်ထဲဝင်လာတဲ့တိတောက်ခံနိုင်တယ်ဆိုတော့တကယ်ကိုတည်သူ့ရဲ့ပါဝင်မှုအင်အားကောင်းလို့လား။အဲ့လိုပြည်သူပါဝင်မှုကတရားမကောင်းခဲ့တရုတ်တော်နိုင်ရဲ့ပြက်သွားတာကြာတာ။ဒီနှစ်ဒီချိန်ဒီကောင်းခဲ့တဲ့အင်အား၆ကောင်တွေတရုတ်တောက်ခံထားတယ်။ဘာဖြစ်လို့လဲနိုင်ငံတကာရဲ့ပြည်အားအထူးသဖြင့်တရုတ်အိန္ဒိယထိုင်းနော်လက်ရှိထိနေတဲ့မှာတော်လိုင်းကြီးကရက်တည်းတိုက်ပြီးတခုမှမရှိဘူး။ လလွဲတာလို့လားဟိုဘက်ဒီဘက်ဟိုလိုလိုဒီလိုလိုလုပ်ပြတဲ့အနေအထားပဲရှိတယ်အခုတရုတ်ဆိုရင် MNDAA ကိုလာရှုကနေစုပ်ပါဖို့အတင်းဖိအားပေးပြီးစုပ်ခိုင်းတယ် MNDAA စုပ်ပြီးလိုက်ကြတယ်အခုတက PNNA ကိုပါထပ်ပြီးတော့တိမ့်ပိုက်ထားတဲ့နယ်မြေတွေကနေစုပ်ပါဖို့အတွက်ထပ်ပြီးတော့တက PR ဆက်ပြီးဆွေးနွေးခိုင်းတယ်တော့အဲ့တော့ဒီစစ်ခေါင်းဆောင်တွေကောင်နေစောက်ချက်မရှိတော့ဘူးသူတို့တော့ဒါနဲ့ထည့်ပြောစရာအကြောင်းမရှိဘူးဘာလို့ဆိုတော့စစ်တိုင်းတို့မနိုင်လို့ဖေအိုသွားပို့ပြီးတော့တောင်းခိုင်းတယ်ဆိုတော့ဒီဒီစစ်ဖို့ဂျုတ်တွေအားလေး သူတို့ပြောကြစကားလုံးမရှိတော့ဘူးဒါနောက်တော့အချက်တရားမဲ့တယ်ကောင်းပြီအဲ့တော့လက်ရှိသတင်းကိုအရင်ပတ်သတင်းကြီးလှုပ်ထားရတဲ့တော်နိုင်ရေးကိုဖျက်လို့ဖျက်စီးလှုပ်ပြတဲ့လှုပ်ရတာတရုတ်ကခမေပြန်တောက်တဲ့ဘဝပဲကောင်းတယ်နော်တစ်ချိန်ကခမေတောက်ပြီးငတ်ခဲ့တဲ့မေးလို့ဒီအခုဒီကာလမှာနော်ကလိန်ကကျင်းနဲ့စီးပွားရှာအတူအပထုတ်ပြီးတော့စီးပွားရှာပြီးတော့ကဘာကိုကလိန်ကကျင်းလှုပ်ပြီးတော့နေရာတနေရာရလာဆိုအင်အားကြီးလာဆိုနိုင်နိုင်ငံငယ်သမားကိုအကောင်လုံးကိုအကျွေးထောင်ချောက်တဲ့ဝင်အောင်လိုက်စီးအောင် တရုတ်ကျွေးမိထောင်ချောက်တဲ့ကိုရောက်နေတဲ့တိုင်းပြည်ဘယ်နှနိုင်ငံရှိပြီလဲကမ္ဘာပေါ်မှာကြည့်လိုက်လက်ရှိမြန်မာနိုင်ငံဟာလားချိန်နေတယ်ဒီပွဲမှာနိုင်အောင်တိုက်ထိုင်တိုက်ထိုင်ကြမတိုက်နိုင်လို့ရှိရင်မင်းကမင်းပလောင်လားပအိုလားရှမ်းလားဗမာလားကရင်လားမသိဘူးနောက်တစ်ချိန်မြန်မာနိုင်ငံဟာလေတရုတ်ကြီးကြီးစိုးပြီးတော့အဲ့တရုတ်ကြီးရှိမှအဲ့ဒီတိုင်းရင်းသားတွေကပြန်ပြီးတော့ကျွန်ပြန်ခံအခုတော့မှဒေသဒေသတွေပဲကြီးလိုက်နော်အဲ့တော့ကျွန်တော်တို့တိုင်းကလက်သက်ကိုင်းအထူးသဖြင့်ဒီ ။ကြောက်ပိုင်းကတိုင်းတလက်ထက်ကိုင်းပြီ။အလေနဲ့နော်တီသူတွေအားလုံးရဲ့ရင်ထဲမှာပါရှိတယ်ဆိုတော့ခမည်းတော်လက်တီမဖြစ်နိုင်တဲ့အရာကိုဂယုဆိုင်ပြန်မလို့ခမည်းတော်နောက်မှာတီသူတွေရှိတယ်နော်အခုမိုးကုတ်တို့မိုးမိတ်တို့မန်ဒီဝင်းတို့တောက်မဲတို့အထိတိုက်ထားတဲ့အရာတွေအဲ့ဒီမှာတေခဲရတဲ့တော်ဆိုင်ကြီးရဲဘော်ဘယ်လောက်ရှိလဲတန်းနဲ့ပေါက်ပြီးတိုက်ခဲ့တာမဟုတ်ဘူးဂန်းနဲ့ပြစ်ပြီးတိုက်ခဲ့ရတာအဲ့တော့သူတို့ဘက်ကကြားလို့ကိုဘက်ကကြားတယ်သူတို့ဘက်ကကြားလိုက်ကောင်မှာစစ်ကွေးတွေကိုဘယ်လို့မှတန်မိုးထားတာမဟုတ်ဘူး တို့စစ်တပ်ကိုယ်တိုင်လည်းတားထားတာမဟုတ်ဘူးစစ်သားတယောက်တွေဘာလို့မပြောလဲတမတမကြာသွားတော့စစ်ဘုတ်ချုပ်တယောက်ရင်မခုံဘူးအေးဒါပေမဲ့ကျွန်တော်တို့တော်တိုင်းအင်အားစုဘက်ကကြားခဲ့တဲ့ရဲဘော်တိုင်းတန်ဖိုးကဖြတ်လိုက်အဲ့ဒီအတွက် TNN အနေနဲ့နော်တိတ်ထားမှာကနောက်တစ်ခါဆွေးနွေးပွဲကြလို့ရှင်လဲတို့အိပ်ပဲမဲ့တဲ့အရာတွေကိုတောင်းစီရအကြောင်းမရှိဘူးကျွန်တော်တို့တိုင်းပြည်ကဒီပြင်ဆက်ပြက်စီရမလို့လို့ဒီတစ်ချိန်မှာနိုင်အောင်တိုက်နိုင်တိုက်နိုင်ကြမတိုက်နိုင်တာတော်ပြီမြန်မာပြည်ကပြစ်ပြီ တင်းနေတယ်ဘာလို့မင်းအောင်နိုင်ကသူအာနာရဖို့အတွက်တရုတ်ကိုအခုလို့သွားခေါ်လဲဆိုတော့တရုတ်ကအကျိုးအမြတ်မရှိဘဲနဲ့တရုတ်အလုပ်လုပ်တဲ့နေရာခင်ဗျားတို့မြင်ဘူးလားအဲ့ဒီမင်းအောင်နိုင်ဘာလို့လို့အောက်ကလက်ကုပ်တီးနေတဲ့ခွေးသားတွေခွေးမတွေငါပေးမယ်တရုတ်အကျိုးအမြတ်မရှိဘဲနဲ့အလုပ်လုပ်တဲ့ဟာမင်းတို့မြင်ဘူးလားဟေးအဲ့တော့မင်းတို့တိုင်းနဲ့ထိထားတဲ့ဒေတာကိုမင်းတို့ကမင်းတို့စောက်တော့မကြလို့ပြန်မတိုက်နိုင်ဘဲနဲ့ တရုတ်ကိုတွားခေါ်အကျိုးအမြတ်တိုင်းပြည်တွေအကောင်လုံးထုတ်ပေးပြီးတော့ဒီဒေတာကိုပြန်ရအောင်လုပ်တာအဲ့ဒါတိုင်းပြည်ရောင်းစားတာအတူတူပဲအဲ့ဒီနေရာတွေအားလုံးကအခုမြစ်ဆုံးတရုတ်ပူလန်အကုန်ပါမှာအဲ့တော့ပြည်ရောင်းစားနေတဲ့အရာကြီးကိုမင်းတို့တွေကတမိုင်းတရခံဖြစ်မဲ့အရာဒါအခုတကယ်ဒီတိကျတယ်ဟိုဘယ်လိုလဲအခုဒီတိကျတော့ဟောနေအဲ့အလုံးစုံဟာတနောက်တော့ငါတို့တိုင်းပြည်ပေါ်ကိုရုံမှာကိုစဉ်းစားရဲဆိုတဲ့ဟာကိုငါလည်းငါကြီးဩငါတို့မှာအားကိုးစရာခေါင်းဆောင်မရှိတဲ့အတွက် เนาะအဲ့ဒီအစိုးရနဲ့ထက်ခြံစည်းကိုခိုးပါတယ်မေလိုတယောက်ကဒေါက်တာဆန်းစုကြည်ကဘာတိတရားဝင်စာထုတ်ပြီးကန့်ကွက်တယ်ချက်ချင်းခြံစည်းကိုပြန်ဆုပ်ပေးရတယ်ဒါတွေကိုတိတဲ့တယောက်ကပြည်သူအစိုးရတက်လာတယ်သူတို့ရုပ်မှကျင်တယ်ရုပ်မှလို့မရဘူးအချောင်နှိုက်ကျင်တယ်နှိုက်လို့မရဘူးခိုးကျင်တယ်ခိုးလို့မရဘူးအဲ့ဒီအတွက်ဒီစစ်ဘူချုပ်ကြီးရှိမှာမင်းအောင်နိုင်မှာမဟုတ်ဘူးเนาะမင်းအောင်လိုက်နေရမှာအမီးကိုဖျက်ပြီးခိုးတဲ့ကောင်เนาะအဲ့သူကာထုပ်အင်ဂျင်ဝှက်ပေးထားလိုက်အဲ့အဲ့ခိုးရုံနဲ့အဲ့တယောက်ကလက်ခံလိုက် ကျွန်တော်ပြောတာမယုံလုပ်ကြည့်အခုအာနာသိမ့်နဲ့မင်းရောက်နိုင်နေမှာခွေးကိုအမီးဖြတ်လိုက်ပြီးမင်းရောက်နိုင်ဝတ်တဲ့ကာဝဲဥစည်းချုပ်အိမ်ကြီးဝတ်ပေးလိုက်အဲအဲ့ဒီခွေးကိုအိမ်ပြုတ်ကလူရတွင်းလိုက်မယ်ဘာဖြစ်လို့လဲရှင်းတယ်ဒီတိုင်းမျိုးဒီလိုမျိုးနှိမ့်ညောင်လှုပ်ချင်တဲ့မင်းရောက်နိုင်ဖို့မဟုတ်တော့လူရတွင်းတာမဟုတ်မင်းရောက်နိုင်နေမှာခွေးဆိုတဲ့အဲ့ခွေးကိုလူရတွင်းမှာဘာဖြစ်လို့လဲသူတို့အကျိုးအမြတ်အများကြီးပဲအများကြီးပဲဘာလို့လဲကုန်ခဲ့တဲ့နှစ်တွေတည်းကကျွန်တော်အဲ့ဒီဘက်ကိုတွားတယ်ကျိုးဝိုင်းတစ်ခုအဲ့က900ဒီတတော့ နော်ဒီတက်တော့အေက9ရောက်အချိုးချောင်းစင်းနဲ့ရဖို့တွေ့တိုက်တိုင်းမှုလေရောတိမ့်မလားနော်ပြူပါမှုလေရောတိမ့်မလားနော်ရောအပေါ်အစစ်စစ်ခွန်ပြီးလို့ရှိရင်အချိုးချောင်းစင်းနဲ့ဒီအေကတဘောပေါ်900ဆိုငါပြီးလို့ရှိရင်ရန်နေရတဲ့အကုန်လုံးခေါ်ချတာကျွဲတွေနွားတွေထုတ်လာမဟုတ်နော်တောင်တွေလူပူဇံနဲ့ထိုးချရတယ်အကုန်လုံးနန်းတွေဖောက်ပစ်တယ်ပြီးရင်ထုတ်လို့ရကရင်းနေလာတို့နှစ်ဖက်လောက်ရှိတဲ့ကျုံးပင်ကိုအမြစ်ကစတူပြီးတော့22ဘင်းကားနဲ့ပြေဖို့တွေ့သွားတယ်တောင်တောင်တက်ပစ်ဆိုအမြစ်ဘောပေါ်အကုန်လုံးတဲ့သွားတယ် ဲ့ကောင်တွေပြန်ထွက်ရင်အဲ့ဒီတက်တော့မှပြီးရွက်ပဲကြံနေခဲ့အမြင့်တာမကြံဘူးအဲ့ဒါကုန်းနှစ်များစွာကအင်ဇူကတက်လာတဲ့အချိန်မှာတက်ထုတ်လို့ရေးကိုပိတ်ပစ်ခဲ့တယ်လိုင်စင်ရှိပြီးတဲ့ကုမ္ပဏီကလို့လိုင်စင်အစ်တမချပါနဲ့ပိတ်ပစ်ခဲ့တယ်အဲ့ဒီအရာအခုမင်းအောင်နိုင်တစ်ခါမှာကုန်ပြန်ပြည့်စည်တယ်အဲ့တော့တဘာဝတရားစာသမြင်ဒီမြေရှားစာပြီးအကုန်လုံးကိုအချောင်တိုက်ဖို့လုပ်နေတဲ့တရုတ်ကဒီတိုင်းသားလက်နက်ကိုင်တွေကိုနှီးမျိုးစုံနဲ့ပြည်တနာရှာသူလိုရင်စစ်ဖို့တိုက်ခိုင်းတယ်သူအခုလုံးပြန်ချုပ်တယ် အဲ့တော့အောက်ရှေ့မှာတိုက်နေရတဲ့ရဲဘော်တွေရဲ့ဘဝအတက်တည်းပြ။ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ကတိုင်းသားတစ်နှက်ကရအဖွဲ့ဒီအနေနဲ့လဲတိထားမှာကကျွန်တော်တို့ခစ်ကိုအမိလိုက်ပါ။နော်ကိုရီးယားကဘိုးကြီးတယောက်ပြောတယ်ကျွန်တော်ဘယ်အဖွဲ့တော့မပြောချင်ဘူး။အာပြည်တယ်ညာဖြစ်မှာသူပြောတဲ့စကားထဲမှာဟိုတီတူမနေ့မဖြစ်ဘဲနဲ့စစ်ခေါ်လာအောင်မတင်ညာဘဲနဲ့တိုးတိတ်တိတ်လုပ်ဖို့လို့ဘာအောင်ညာလို့ခင်းချင်းမတူတော့ဘူး။ဘိုးတိုးတိတ်တိတ်လုပ်နေခင်ဗျားတို့ဘာလုပ်နေလဲခင်ဗျားတို့ပြည်သူယုံကြည်မှုဘာသာရှိတယ်။အဲ့ဒါလေ။ ီသူမပါပဲခင်ဗျားတို့ဘွားရနှစ်ပေါင်း80တိုက်လာခဲ့ဘွားပြီခင်ဗျားတို့တွေဆွေးနွေးလာတာနှစ်ပေါင်း80ပြည့်ပြီဒီကလာကအဲ့80ရအဟောင်းတွေအကုန်ထားပေးခဲ့မှာကလာဒီဒီရောက်နေတဲ့ခက်အနေထားတိုင်းနော်ဒီခက်မဲ့ဘက်ခက်မဲ့အုံနှောက်တွေအတွေးခေါ်တယ်ဒါတွေနဲ့တိုက်ကြမယ်အချင်းငါတို့ကအတလုံးတိုက်လာတဲ့ဟိုနေ့တွေပါကွာဆိုပြီးတော့ချက်စရာကိုချက်စရာကောင်းမှမတိတဲ့ခက်မဟုတ်တော့ဘူးအဲ့တော့ပြောရမယ်ဟာကဒီအချိန်မှာကျွန်တော်တို့တွေကဘလောက်စုစည်းနိုင်လဲအခု TNN ကိုတရုတ်ကဖိအားပေးနေပြီ TNN အနောက်မှာ ရှိတဲ့ဖွဲ့အပေါ်ရက်ပြီးတက်တဲ့ထောက်ပေးလိုက်အများကြီးလုံးဆံမလို့ဒီကစတာကန့်ွက်တယ်အဲ့ဒါမရှိသေးတော့ငါတောင်းဆိုလာအဖွဲ့ဆုံးអော်ပေးလိုက်နော် KNUS ဆက်ပြီးတော့မြန်မာတိုင်းနာနာကန်တပုံကြီးနော်နာမည်ကြီးတက်ထားတာ TNA တပေါ်လေးထိုင်ကြည့်နေမယ်ဆိုရင်တော့ TNA တွေတယောက်ကစွဲပေါက်သွားမှာပေါ့မပြီးလားပြီးလာမှာ AA ကို TNA ရော AA ရောလှုပ်လို့မရဘူးဆို KNA ထက်လာမယ်အဲ့ဒီ၃ဘက်ပြတ်သွားပြီဆိုသွားပြီးတော့နိုင်တယ်ပြီးပြီနော်ဘာလဲအလုံးနဲ့ဆင်းလာမှာအဲ့တော့တိုင်းနာနဲ့နှက်ကိုင်းနေအနေနဲ့ ခေါင်းဆောင်ပိုင်းတွေအရင်ကြီးကြီးပဲကိုအောက်ကတိုက်ထားတဲ့ငယ်သားတွေဘဝကိုကြည့်ပေးပါကိုအနောက်မှာရက်တီးနေတဲ့ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပေးပါဒီကာလကကျွန်တော်တိုင်းပြည်နောက်ဆုံးအဆုံးဖြတ်ကာလပါအဖက်ဖက်ကရုပ်မာခံနေရတဲ့ကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်တို့တွေစီးလုံးဖို့ပဲလိုတာပါစီးစီးလုံးလုံးနဲ့တုတ်ပြန်ကြမှာကျွန်တော်နိုင်ုံနိုင်တယ်ဘယ်တော့ဖြစ်အောင်မကြောက်စရာအကြောင်းမရှိဘူး